စိတ်သက်မြင်မာတဲ့ပုံကိုယ်တွေကိုလူလို့ခေါ်တာအထက်ကိုတလူလူတက်တဲ့စိတ်သက်ရှိတဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားရှိမှလူလို့ဖြစ်တယ်သို့သောလူတွေထဲမှာလူစိတ်သက်ကင်းမဲ့ပြီးတော့တရိษံတွေရဲ့သဘောဝမျိုးတွေကိုလည်းလူတွေထဲမှာသွားတွေ့နေရတယ်ပေါ့နော်ဒူးဒူးနိုင်ကျင့်နေဆိုတာတရိษံတွေရဲ့သဘောဝတစ်ခုပဲ အဲ့ဒီဒိဋ္ဌိဆန်နေရဲ့တဘာဝတစ်ခုဟာလူသားတွေထဲမှာလည်းလာပြီးတော့တွေ့နေရတွေ့နေရတော့တကယ်လူသားစစ်မှန်ပြီးတော့လူစိတ်ဓာတ်အပြည့်အဝရှိတယ် human dignity ခေါ်တဲ့လူခွန်သိက္ခာအပြည့်အဝရှိပြီဆိုလို့ရှိရင်အနိုင်ကျင့်ခြင်းဆိုတာမရှိတော့လောကလူသားတွေဟာအာရှိအာမဲ့အာရှိတဲ့ပုဂ္ဂိုလ်ဟာအာမဲ့တဲ့ပုဂ္ဂိုလ်ကိုအနိုင်ကျင့်ကြတယ် ပစ္စည်းဥစ္စာ ရှိတဲ့ပုဂ္ဂိုလ်ကပစ္စည်းဥစ္စာမရှိတဲ့ပုဂ္ဂိုလ်နိုင်ခြင်းတယ်။ပညာတတ်တဲ့ပုဂ္ဂိုလ်ကမတတ်တဲ့ပုဂ္ဂိုလ်နိုင်ခြင်းတယ်။အသက်ကြီးတဲ့ပုဂ္ဂိုလ်ကတက်ငယ်တဲ့ပုဂ္ဂိုလ်လေးတွေကိုနိုင်ခြင်းတယ်လို့ဆိုတယ်။လူလောကမှာမမြတ်တာတဲ့လောရတရားလူစိတ်ကင်းကွာနေတဲ့အခါမှာဖြစ်ပေါ်လာတယ်။အဲ့ဒါကိုစာပေကျမ်းကမှာလူစိတ်ကင်းပြီးတော့အနိုင်ကျင့်တယ်ဆိုတာ ဘယ်လိုဟာမျိုးဘာကြောင့်အနိုင်ကျင့်မှုဖြစ်တယ်လဲလို့ဆိုလူရည်စိတ်နေသဘောထားတွေဟာရှမယံခာအမြဲဒေါသရှင်ထဲမှာထားကြတဲ့အခါမှာကက်ကလောကျန်းနေစိတ်ကျန်းနေစိတ်တအနေအားဖြင့်သူတို့ဘာကိုနှိမ့်ဆက်ခြင်းနဲ့အနိုင်ယူခြင်းနဲ့တစ်ဖက်သားအပေါ်မှာအနိုင်ကျင့်ခြင်းနဲ့ဆိုတဲ့သဘောတွေဖရုတော့ တစ်ဖက်သားကိုဒုက္ခရောက်အောင်လှုပ်ခြင်းနဲ့ပရံဥသေးတိဒါဟေတိတိဖရုသောဆိုတဖက်သားကိုစိတ်ဆင်းရအောင်လှုပ်ခြင်းနဲ့လူစိတ်တယ်။အာဟတိကောဆိုတဲ့စကားလုံးကအနိုင်ကျင့်တယ်။လူတွေကအဲ့ဒီအနိုင်ကျင့်တယ်ဆိုရက်လောက်ရတဲ့ဟာလူလောကမှာလည်းတွေ့နေရတယ်ပေါ့နော်။အဲ့ဒီတွေ့နေတဲ့ဟာလူတွေရဲ့ဇယိုက်လက္ခဏာတွေဟာဘာကြောင့်ဖြစ်ပေါ်နေသလဲဆိုတာ အဲ့ဓာတွေဟာဖြစ်တဲ့နလားစဉ်းစားကြအောင်တန်လေးခတ်တုတ်တံမှာမြတ်စွာဘုရားကနှလုံးသွင်းဖို့ပြောတာနှလုံးသွင်းဖို့အထဲမှာချင်းစင်တစ်ခုနေကိုကိုကိုပြင်ဆင်ကြရမယ်အနေအထားတစ်ခုပေါ့ငါမှာအနိုင်ချင်းကျင်တဲ့စိတ်တက်ကျန်တဲ့စိတ်တက်ငါမှာရှိသလားရှိလို့ရှိရင်ဒီစိတ်တက်မျိုး အပြင်ရမယ်အတ္တသမ္မပဏိတိမင်္ဂလာကိုစိတ်ကိုကောင်းပြုပြင်တာမင်္ဂလာတစ်ခုမင်္ဂလာဆိုတာကြီးပါတူတူလောကလူတွေကမင်္ဂလာတော့လိုချင်တယ်သို့တော့မင်္ဂလာရှိအောင်လုပ်ဖို့ကြတော့လက်နှေးနေထတယ်မင်္ဂလာရှိမှမသိတာဖြစ်တယ်အဲ့တော့ချမ်းသာတယ်ရက်ဆက်တယ်အနိုင်ကျင့်တယ်ဆိုတာဟာလူသားတွေရဲ့အမှုအကျင့်မဟုတ်ဘူး တရိษံတွေရဲ့အမှုချင်းကိုခေါ်ရမှာဖြစ်တယ်ပေါ့။ဒါကြောင့်မို့တရိษံတွေရဲ့အမှုချင်းတွေဟာလူသားတွေထဲမှာလာပြီးတော့ရောရှိနေခြင်းဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးမကောင်းတဲ့လက္ခဏာ